ိုချက်ဖို့ကိုရက်တီလာရဲဆိုတဲ့အချိန်မှာဘယ်လိုပြောမလဲအဓိကပထမဆုံးတစ်ချက်ကယောက်ျားမှုရှင်တော့အလောက်ပဲထမ်းလို့ပြင်မပြင်မအရန်ထမ်းလို့ကောင်းတယ်ဖို့လေးနဲ့နွားလေးကိုအရန်လဲအဲ့ဒါလဲဒါတန်လျာအတွက်ကောင်းပါတယ်အာမိမတွေမိန်းကလေးတွေအကုန်လုံးလဲအဲ့လိုဖြစ်စေချင်ပါရဲ့ယောက်ျားတို့စားထိုင်စားပြီးအချိန်ပြန်ယောက်ျားယူပြီးတော့အဲ့လိုမျိုးကလေးမွေးအသက်ကြီးအိမ်မှာတွင်ဟင်းချမ်းမီမှုတိုက်အားရလုတ်ပြီးတော့အိုဝါပြီးတော့စပန်ကောင်ဝင်ယူပြီးမနေပါနဲ့လို့ မနဲ့စုကအထက်အကိုနဲ့စိမ့်ဘက်ရှင်အကိုအကိုအကိုရဲ့ဝိုင်းစုရဲ့နန်းစုရဲ့စိမ့်ဘက်တစ်ဘက်ရှယ်ပဲအဲ့လိုမျိုးအဲ့ဒါအဲ့ဒါရန်မဗလဲပြည့်ပြည့်ရည်စုအဲ့ဒါပြည့်တာတဲ့ဘယ်နဲ့ကြပြီလားအဲ့ဒါပြည့်ရဲ့ fashion အပြည့်ပန်းရောင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 ်နော် fashion ကအဲ့လိုရလို့မကြရှုံးခဲ့ဘူးပေါ့နော်မကြရှုံးခဲ့ဘူးကိုပဲရှုံးတာပါကိုယ်တိုင် interview ရဲ့ပေးကြရဲ့ fashion ကဘာဖြစ်ရလဲဖြစ်တယ် short ပေးလာမယ်လို့ ဟိုနေ့ကမှပွဲတကူမှာအဖြူနဲ့တွေ့တော့အငါပွဲအဖြူလေးအဲ့လေးပွက်လာမှလာတယ်။ကိုနေနဲ့ရှော့ပေးမယ်မရဲ့လို့။အကောင်မထိုးလာတယ်ကိုမရှော့မှဆိုလို့သူကောင်မထိုးလာတယ်။စကားပြောတာလေးတွေထက်တဲ့စကားပြောတာလေးပွင့်ပွင့်လင်းလင်းရှိရဲ။အဲ့လေးစကားပြောတာလေးတွေကလည်းဟိုဘယ်လိုပြောမလဲ။ ထက်နဲ့မတူတာတော့တက်ကစကားပြောပွင့်လင်းမိမယ်စကားပြောရင်လည်းယောက်ျားဆန်သူကကြောင်မင်းကလေးစစံလေးဟိုဥဝင်လင်းလင်းကမင်းကလေးစစံလေးညင်းညင်းညင်းလေးပြတ်တက်တယ်ကွာသူကသူအတန်ကြီးအဲ့လိုချစ်စရာလေးအဲ့ဒီသဘောကျရင်ပြီးတော့ကိုယ့်ကိုအမြဲလောက်နေတက်တာလေးကဒါမင်းကလေးတယောက်ကဒါကိုယ့်ကိုထိမ့်သိမ့်မှုပဲကိုယ့်ကိုတန်ဖိုးထားမှုပဲလေအဲ့လေးရတဲ့အတူယူအအကြရတဲ့အရာပေါ့နော်အဲသူပြောတယ်သူပြောတဲ့စကားထဲမှာလေသူကခုလောက်လိုက်လို့နေမလပဲနေမယ်နော်လို့ပြောလိုက်ရင်ချက်ချင်းနှမ်းထောင်တာတဲ့ ဲ့စကားတခုမဲ့လို့ရဲသူ့ကိုစကားနားထောင်ဖို့ဆိုရင်အဲ့စကားလေးဆိုရင်မှတ်တာဟောရင်မလှပဲနေမယ်ဆိုရင်ဒီဘာမှမလုပ်တော့ဘူးဆိုအဲ့အဲ့စကားလေးရောပေါ့အကုန်လုံးမနစုကိုချစ်ရတာရောအများကြီးပါပဲဟုတ်ဒီရေဒီဆိုဆိုကိုယ်ပေးထားတယ်လို့ပြောတာ။ဟုတ်ပါဘူး။အော်ဝါအင်တာဗျူးမှာတွေ့တာခင်ဗျားကပေးရလားမသိဘူးเนาะပြည်ဒီဆိုဆိုတာသူငယ်ချင်းပေးထားကြတာဟုတ်တယ်။အဲ့မတိုင်ခင်ကပြည်ရည်ကသူကရှယ်ရှယ်ရည်ဒီဆိုသူက။ဘယ်ကောင်မောင်းတဲ့ပတ်စံကိုမနှောလား။ ငယ်ငယ်တုန်းကတော့မပြောတယ်ကြီးလာတော့မပြောလို့မရတော့ဒီမျက်နှာလေးနဲ့လှုပ်ရှားနေရပြီနော်မကြီးကတော့လည်းမပြောစရာလည်းမလိုပါဘူးဟိုကစပွန်ဆာပေးလိုက်ဒီကစပွန်ဆာပေးလှုပ်ပေးနေကြငယ်ငယ်တော့အတွက်တယ်ပြောဖို့ပါတယ်ဒီမိတ်ကပ်ဘူးတပူပဲလို့ရှိရင်မိတ်ကပ်ဘူးတပူ၅သားမျိုးလို့ရှိရင်ဒါဘယ်နှစ်နှစ်သုံးရမလဲအတရက်ကိုတနည်းကို၃တနည်းသုံးမယ်ဆိုရင်တရက်ကို၁၀၀ပဲကြာမနေရပဲကြာမယ်အဲ့လိုမျိုးတွက်ပြီးတော့သုံးလိုက်လို့ရှိရင်တော့စိတ်ကဖြေရရရအခုခေတ်လိုမျိုးလို့အဲ့တေးသေးလေးထွက်လာရင်တော့တွက်ရလွယ်တာပေါ့နော် ကစီနေအမောတငယ်ချင်းချင်းနော်ဘယ်လိုပြောမလဲအာကစီမလေးကိုလက်ခွာတာအရင်ရှိရင်အရင်ဖွာတယ်ကို့အတွက်နေတာသူများအသေးပေးရတယ်အဲ့လိုကို့အတွက်ကိုမဝယ်ဘူးကို့အတွက်ကိုတကယ်တကူလုံးမှာလို့ brand နဲ့ပတ်သက်တာ တခါမှတကူကိုတခါမဝယ်ဘူးအဲကိုရှိရတဲ့သူတွေအဲဟိုဘဲဘဲပြပြတငယ်ချင်းပဲပြပြအဲ့လိုမျိုးဆိုရင်လေအဲတံမိုးထားရဲ့ယာလေးတွေအဲ့လို brand လေးတွေပါလေးဆိုလို့ရှိရင်ဘာဖြစ်လို့လဲမသိဘူးမနှမြောဘူးသူကပို့ပို့ပို့ဆိုဝယ်ပလိုက်တာပဲကိုရှိရပင်မမရှာထားတဲ့ပတ်စံလေးကိုရတဲ့ကိုအောင်ဆုတ်ထားပြီးတော့မဝယ်ရတာအဲ့လိုမျိုးချင်ပေးတယ်음ကစီမကုတ်ပါဘူးချစ်တယ်ပေးစချင်းနဲ့ချင်းနေမယ်ကဲအဲ့ဒါဒီမှာပတ်ရှိလာဖို့ပဲ package ကဝယ်ကြမလို့ forever lifetime lifetime ကဒီမှာအကုန်လုံးကအမအမလိုလှခြင်းနဲ့လို့ပဲပြောလိုက်တာအမလိုမျိုး beauty can နဲ့ရိုက်စရာမလိုပဲလှခြင်းနဲ့လို့အပြင်မှာကြည့်လဲ beauty can တို့ beauty plus တို့တဲ့မလားမီတူတို့ဘာလို့လို့လှခြင်းနာလို့ကိုချက်ဖို့ကိုရတီလာရဲဆိုတဲ့အချိန်မှာဘယ်လိုပြောမလဲအဓိကပထမဆုံးတစ်ချက်ကယောက်ျားမှုရှင်တော့ကိုကိုကိုဘာလို့ အမြဲအရှိမနေကျင်တဲ့မိမတွေကလေကိုယ့်ကိုယ်ကိုဥဆောင်နိုင်လာတယ်ပြင်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာတယ်အာငါလုံးမအဆင်ပြေမယ်ငါပါမအဆင်ပြေမယ်ငါကိုယ်ရင်လုံးလိုက်မှဒီတစ်ခုကအောင်မြင်မယ်အဲ့လိုစိတ်တွေဝင်လာတဲ့အခါကျရင်မိသားစုကိုဥဆောင်နေရတယ်ပြင်ကိုယ့်နောက်မှာကိုယ့်မိခိုးနေတဲ့သမီးအိုးတွေအများကြီးရှိရဲအဲ့လိုအရာတွေပေါ့အဲ့ဒီအားလုံးကိုကိုကထမ်းနိုင်တဲ့တနေ့ကြမှာလေပြောအပ်ရှိရပါအဲ့ထမ်းနိုင်တဲ့တနေ့ကြလို့ရှိရင်တော့ဟိုခုနကပြောသလိုပေါ့နော်တကယ်လည်း အလောက်ပဲထမ်းလို့ပြင်မပြင်မအရန်ထမ်းလို့ကောင်းတယ်ဖို့လေးနဲ့နွားလေးကိုအရန်လဲအဲ့ဒါလဲဒါတန်လျာအတွက်ကောင်းပါတယ်အာမိမကြီးမိန်းကလေးတွေအကုန်လုံးလဲအဲ့လိုဖြစ်စေချင်ပါရဲ့အာခုတက္ကနာပြောသလိုပေါ့ကိုရိုင်းလဲအာတက်အာ တည်တက်တဲ့အတားအလုံးလုံးလို့ရတဲ့အရွယ်ဆားပြီးတော့ဆဲကျောင်းပြီးတဲ့စီးပွားစီးပွားရေးအကြီးအခုမှမဟုတ်ဘူးတိ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 ပေါ့နော်ရတဲ့လောက်လေးကိုစီးပွားရှာရဲအဲအဲ့လိုမျိုးပဲအမျိုးသမီးရဲ့ဆိုလို့ရှိရင်လည်းယောက်ျားတို့စားထိုင်စားပြီးအချိန်တန်ယောက်ျားယူပြီးတော့အဲ့လိုမျိုးကလေးမွေးအသက်ကြီးအိမ်မှာတွင်ဟင်းချမ်းပြီးဘူးတိုက်အဲ့လှုပ်ပြီးတော့အိုဝါပြီးတော့စပန်ကောင်ဝင်ယူပြီးမနေပါနဲ့လို့မနေ့ဆုလိုမျိုးအများလာပါကိုကိုထိန်းတယ် ဥစ္စာရှိမှလာနေတာမဟုတ်ပါဘူးလို့ခုခေတ်ကလေအာကိုကိုကိုအမြဲလာပနေအောင်အမြဲအဲထိန်းသိမ်းလို့ရတယ်လက်နေလက်အခုအများကြီးပေါ်နေပြီအဲပြီးရင်တနင်္လာဆိုလို့ရှိရင်လူစိတ်ကနေအများကြီးပေါ်နေပြီပြီးကိုကိုကိုယုံကြည်မှုပေါ့နော်ကိုယုံကြည်မှုနဲ့ကိုကိုကိုပြန်ပြီးတော့ motivation ပေးရမှာပေါ့အဲ့လိုရရအားလုံးကလည်းမင်းလေးမှာအများကြီးလိုအပ်တယ်မချက်ကတော့ထင်နေရှင်ဟုတ်ပါရောက်တိုင်းကိုပေါ့အလန့်ဝါလာအလန့်ရှိလို့ရှိနေတယ်မယူသေးရှေ့တလန်းလန်းရောက်နေပြီမလန်းသေးဘူး မနန်းစုတွက်စုတောင်းစကားတော့ဘာပြောရမလဲမသိတော့သူအောင်မြင်နေရသူခေဘာလိုင်းပေါ်တက်လာတက်လာသူခေအကယ်ရီမေးပွဲကြရတယ်သူခေသူပြောနေအမအနော်လို့ခေတိုင်းပါတာလို့ကိန်ပွဲမှာရောင်ကြောင်လိုက်ပြီးွားတာမဟုတ်ပါဘူးကိုရင်းနဲ့တူတူရှိနေတာပါလို့ကိုရင်းနဲ့တူတူရှိနေတာပါလို့အဲ့ဒါတကူပြတ်သွားပြီဆိုလို့ရှိရင်အဲ့သူကလိုင်းပေါ်တက်လာပြီနန်းစုပြောက်သွားပြီ အဲအခုဆိုလို့ရှိရင်လည်းဗါလဲခုနကလည်းပွဲတက်တကူမှဆိုလို့ဆိုသူသူပြောနေအမားလို့ပွဲတိုင်းမှာအမားပါရင်တော့လို့ပုံမဆက်ဖြစ်စကားမပြောဖြစ်ပေမဲ့လို့လိုင်းပေါ်မှာအမားအမေပွဲဖြစ်တယ်လို့ခက်ကလည်းခက်ကုန်မသွားဘူးရုပ်ကလည်းအရင်တော့အတိုင်းလေးပဲပိုရာမနှုတ်ပြီးလာလာသေးတယ်လို့ခက်ကလည်းတခိတခိတခိလေးအဲ့လိုဗါလေးပေါက်လဲဆိုရင်အဲ့အတူပဲဟိုမှာ V47 ပေါ်မှာခလုတ်လိုက်တာချစ်စရာလေးလို့သူပြောတယ်ဒီကမျိုးကတက်ပြီးတော့အဲ့လို အများကြီးပါပဲချစ်စရာကြီးတော့စုတောင်းစကားဆိုတော့ဒီချက်ဒီချက်ဒီချက် तू လှကျင်တဲ့အတိုင်းစိတ်တိုင်းကြလှနိုင်ပါစေလို့စုတောင်းပေးပါတယ် तू ကဘယ်လှကျင်တာလှနေပြီလားဘယ်လှကျင်တာအာပရိုရှင်ကတော့ရမ်းမိုက်တယ်အပြောမယ်ဆို aesthetic စေကန်းနေမှာနိုင်ငံခြားထက်ရှင်လို့ရှိရင်မြန်မာနိုင်ငံမှာအားလုံးတော်တော်များများအရန်တန်တယ်အရန်သက်သာတယ်လို့ပြောလို့ရတယ်အခု ဟိုနိုင်ငံခြားငွေဈေးတွေနဲ့ဆိုလို့ရှိရင်ဘယ်ရင်ဈေးပါရည်နဲ့ပေါ့နော်အကုန်လုံးကကုန်ပြည့်ဈေးတွေဒါအများနဲ့ခင်ရှိပါအခုဒီမြန်မာနိုင်ငံမှာတက်တက်တတရရတဲ့ဈာတွေကိုမမနှန်းစုပါလုံးဝသူ့ရဲ့စိုင်ဖွင့်ပွဲနေနဲ့သူ့ကိုချစ်လို့လာပေးရဲ့အာတကယ်ချင်းနေမစ်စတရီဒါမှမဟုတ်ပြည်သက်တွေအားလုံးအတွက်ပေါ့နော်ကွင်းအမ်ဘယ်ကနေပြီးတော့ဒီတလလုံးမှာ60ရာခိုင်နှုန်းလုံးဝ short ပြီးမှာ ဘယ် service ပဲလို့60ရင်းလို့ shopping မှာ discount ရှိရဲ့အဲ့တော့ဘာဖြစ်မနေတာလောက်ကြပါလို့ပြချင်ပါရဲ့အဲကိုကိုကိုအမြဲတမ်းလိုလေးလောင်ပြင်နေတာကလည်းဒီဒီတခြားဘာပဲလို့လို့ယုံကြည်မှုရှိစေတယ်ကျေးဇူးများတမရှိ